တောင်ဆန်းစုကြည်ကိုနိုင်ငံတော်အတိုင်းအမြင်ကပုတ်ကိုခန့်အပ်မဲ့ဥပဒေချမ်းကိုမကန့်ကွက်ပေမဲ့ဆွေးနွေးချိန်လုံလုံလောက်လောက်ပေးဖို့ပြည်သူ့လွှတ်တော်မှတက်မတော်ဘက်ကတင်ပြခဲ့ပါတယ်ဒီသတင်းကိုတော့ဥနေဖြိုးဝင်းကနေပြည်တော်ကနေပေးပို့ထားတာပါရှင် ဧပြီလ၄ရက်နေ့ပြည်သူ့လွတ်တော်အစည်းအဝေးမှာမြို့သားလွတ်တော်ကပြင်ဆင်ချက်ရှိအတည်ပြုပေးဖို့လာတဲ့ဒီဥပဒေချမ်းကိုပြည်သူ့လွတ်တော်ဥပဒေချမ်းကော်မတီကအစည်းအဝေးခန်းစာတင်သွင်းခဲ့တာပါဥပဒေချမ်းကော်မတီရဲ့အတွင်းရေးမှူးနဲ့တမတော်ဘက်ကအဖွဲ့ဝင်တအူးကပြင်ဆင်လိုတာတွေတင်ပြခဲ့ပေမဲ့ကော်မတီဝင်အများစုထောက်ခံတဲ့အတွက်မြို့သားလွတ်တော်ကပေးဖို့ရတဲ့အတိုင်းအတည်ပြုဖို့ဦးထွန်းထွန်းဟင်ကတင်ပြခဲ့ပါတယ်နိုင်ငံတော်ဤအတိုင်းမြင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေချမ်းကို အထက်ဖော်ပြပါပုဂ္ဂိုလ်နှစ်ဦးမှလွှဲ၍ ဥပဒေကြောင့်ကော်မတီဝင် အများစု၏သဘောတူညီချက်အရအမျိုးသားလွှတ်တော်၏အတီးပြုတ်ချက်အတိုင်းပြင်ဆင်ချက်မရှိအတီးပြုတ်ပေးနိုင်ပါယံပြည်သူလွှတ်တော်ဆိုင်ရာနှီးဥပဒေ63အရစစ်စစ်ခဲ့ပြီးနှီးဥပဒေ63နှင့်အညီလွှတ်တော်တို့အစဉ်အခံတင်ပြအပ်ပါသည် နိုင်ငံအတွက်ရေးကြီးတဲ့ဥပဒေဖြစ်လို့ဆွေးနွေးချင်အလုံးလောက်ပေးဖို့နဲ့ဖွဲ့စည်းပုံနဲ့အညီပြဌာန်းတဲ့ဆိုရင်ထောက်ခံသွားမှာဖြစ်တယ်လို့ဗိုလ်မှူးချုပ်မမောင်ကတင်ပြခဲ့ပါတယ်။တမရမကန့်ဖို့ပါ။တမရမကန့်ဖို့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဒီဥပဒေကိုပြဋ္ဌာန်းဖို့လို့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီညွတ်ကျွန်တော်ကထောက်ခံချင်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီဖို့ဆိုရင်လည်းဒါလေးကိုအချိန်ယူပြီးတော့ကျွတ်စကလုံးတွေဆွေးနွေးရအောင်။ဒါတော့အချိန်လုံးလုံးလောက်ရှိနေတယ်လို့ကျွန်တော်ကပြော။နောက်ပြီးတော့လည်းအခုကျွန်တော်တို့ကဒီဥပဒေစံကို ခုနည်းပိုင်းမှာအစိမ်းစားတာမှာဝင်လိုက်တယ်ပြီးရင် break ပေးပြီးတော့ကိုယ်ရံကော်မီအစိမ်းလို့ချိန်ကတာကတ်ကျင်းကိုယ်ရံကော်မီအစိမ်းကလာဖတ်ပြီးတော့ဝင်လိုက်တယ်ချိန်တော်ကြီးကတ်နေတယ်နောက်ပြီးတော့လည်းပြင်ဆင်တဲ့အစိုးရတင်းနေတဲ့လူတွေကမရခမနဲ့ဘူးနိုင်ပြီးတော့ဒါဥက္ကဋ္ဌကြီးကတော့ချိန်နည်းနည်းလေးခိုင်းဆိုညတော့ပိုင်းပြရတယ်ကွာသူတို့ကလည်းနည်းနည်းလေးတော့ပြရတော့ဒါပေမဲ့လည်းတကယ်တမ်းဆိုရင်နိုင်ငံတော်ရဲ့အရေးကြီးတဲ့ဥပဒေတစ်ခုဖြစ်နေတဲ့ဒီကပို့ပြီးတော့ဒီလိုလိုလိုတော့ ပေးမှသာလေပြည်စင်တဲ့ဆိုပြီးဆိုတော့ဒါလေးကိုတင်လိုက်ပါပြည်စင်ချက်အဆိုတင်သွဲလိုပါကပြည်စင်လိုတဲ့အပိုက်အပိုက်ခွဲအကြောင်းအရာလိုက်တိတိကျကျဖော်ပြပြီးဆွေးနွေးခွင့်ရှိတယ်လို့လူအရင်ပြည်သူ့လွတ်တော်ဥက္ကဋ္ဌကအချိန်ကိုတတ်မှတ်လို့ရတဲ့အတွက်ပုံမှန်အတိုင်းဆောင်ရွက်သွားမယ်လို့ပြည်သူ့လွတ်တော်ဥက္ကဋ္ဌကပြန်လည်ရှင်းလင်းခဲ့ပါတယ်။အတိုင်းအမြံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းကိုမနက်ဖြန်ပြည်သူ့လွတ်တော်မှဆွေးနွေးသွားမှာပါ။ဒီဥပဒေကြမ်းကိုအမျိုးသားလွတ်တော်မှတုန်းကတမတော်ဘက်ကကန့်ကွက်မှုရှိခဲ့ပေမဲ့ထောက်ခံမဲ့များတဲ့အတွက်အတည်ပြုနိုင်ခဲ့ပါတယ်။ကျွန်တော်နေပြိုးဝင်းမှာ